အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့စိတ်ဒုက္ခပြန်ပြီးမယ်အချိန်တွေကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အာပြောရင်လည်းပြောချင်းရပါပဲเนาะပြောပြောပြောရမှာကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအဲ့လိုမျိုးတစ်ခါကြရင်ပြောရတဲ့အတွက်အာဒါစပါနဲ့ပတ်သက်ရင်လည်းကျွန်တော်ပဲရှိတာပါပြဿနာကျွန်တော်ပဲမရှိချင်းတခြားလူလုံးရင်လည်းလုပ်လိုက်ပါတော့အာဘူဂျူရီကြီးအာခမဘီဗျာကျွန်တော်မနေ့ဖြန်ညရင်ကျွန်တော်ခရီးသွားပါမယ် ကျွန်တော်နာနာဘွယ်လောက်ရှိတဲ့ flight တစ်ခုကိုစီးရမယ်။ဒါပေမဲ့တဝန်တိုင်းပေါ့ဗျာ။လေရင်ဝင်သွားတာကျွန်တော်မြန်မာတွေရဲ့အယူအရကျွန်တော်တို့ passport တွေကျွန်တော်ကတော့လူတော်များမှာကျွန်တော်တို့တိပြီးသားဖြစ်မှာပါ။ကျွန်တော်မြန်မာ passport ခိုင်းနေကျွန်တော်အသာမှန်လူပါပဲ။အဲလေစိတ်ကိုစောသွားလို့မရဘူး။ ထူးဆန်းတာကျတော့လက်ရှိသွားမှာအာဆီယံနိုင်ငံနဲ့တနိုင်ငံဖြစ်တဲ့ကြောင်ကျွန်တော်နေနေတာကျွန်တော် online check in တော့လုပ်လို့ရတယ်ပေါ့နော် online check in လုပ်ပိုင်ခွင့်လည်းရှိတယ်အဲ့တော့ဒါခုနကပြောလို့ပဲလက်မှတ်တွေတော့ကြိုထိုးတယ်မဲ့ပြောဟောနိုင် visa check လုပ်ရမှာနဲ့ဘာနဲ့ဆိုတော့ဒါကျွန်တော်တို့နည်းနည်းပြီးတော့ on off စာအဲ့တော့ပြောချင်တာကျွန်တော်လေရန်12နာရီ၄၀เนาะမနေ့မညအဲ့တော့မနေ့မ12နာရီဆိုကျွန်တော်ဒါ လေဝင်ကိုဒါအဲ့ကနေပြီးတော့ကိုနိုင်ခွဲထွားမယ်ကိုနိုင်ခွဲထွားပြီဆိုတာထားရမှာရှင်းတယ်အဲ့တော့မနေ့ပြန်ကျွန်တော်တို့မြန်မာစံတော်ချိန်မို့နော်ဒါကျွန်တော်တို့မြန်မာစံတော်ချိန်2နာရီ45မိနစ်မှာတော်တန်ဟော့စပစ်နဲ့ Newcastle United ဝစီကျွန်တော်စီမှာဒါကျွန်တော်3နာရီခွဲ4နာရီပေါ့အဲ့တော့ပြောချင်တာကျွန်တော်4နာရီဘောလုံးဘွဲလောက်ကြီးဘောလုံးဘွဲ6နာရီခွဲလောက်ပြီးကျွန်တော်ဒါပြန်အိပ်မယ်ဆိုရင်တော့မဖျားသခင်မရတဲ့ဂျေဇူးနဲ့3နာရီလောက်ပဲကျွန်တော်အိပ်ပိုင်ခွင့်ရှိမှာ ။နောက်ကျွန်တော်ဒါသုံးရနိုင်3.55လာမဲ့ဘွယ်ကျော်3.55မဟုတ်3.9ခွဲ3.45လာမဲ့ဘွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်ဒါည7ခွဲအိတ်မယ်ကျွန်တော်ဒါအိတ်မယ်ဆိုတော့6နိုင်မတင်9နိုင်လောက်တော့ကျွန်တော်ကိုယ့်အကူဒါချိုးတန်ချူတာအိတ်လို့ရတယ်။ဒါအခါကျရင်ပြန်ကင်းဟိုပါဘောနော်လောကကြီးရဲ့ဟိုအလုံးလုံးပုံကတတာတာဟိုစိတ်ညစ်ဖို့ကောင်းတဲ့အနေထားမှရှိတယ်။ကိုတွေငယ်ရွယ်တဲ့အချိန်မှာဒီလိုဘောလုံးပွဲတွေကြီးဒီလိုမြို့တာကျွန်တော်အားရအလုပ်တွေလည်းလို့ပြဿနာငယ်ရွယ်တော့ဆက်လို့မရှိဘူး။ဆက်လို့ဆက်ကောင်းမရှိတော့ဘောလုံးပွဲပဲကြီးပိုင်ဝင်တော့ရခဲ့တယ်။ဘောလုံးပွဲကြီးပြီးတာနေဖင်ထုံးအောင်အိတ်တယ်။ ်အခုမြန်နေဖင်ထိုးအောင်အချိန်တော့မှဖင်ကနေပြန်ထိုးနေဆိုတော့အစင်တိတ်ပြီးမပြေဘူးနော်အဲ့တော့ပြောချင်တာကသတောင်းသားအသင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ကျွန်တော်ကတော့ယဉ်ခံတယ်အခုဒီမှာဒါဒီနီးပြနဲ့ပတ်သက်ကျွန်တော်လည်းဆက်ပြီးတော့မကြည့်ကြဘူးဒါပဲရှင်းရှင်းလေးပြောတာ8 plus ချင်းနဲ့ပြဿနာကလူကပေါ့နော်ဒါဟိုဒီစောက်သင်းနဲ့ပတ်သက်ပြီးတန်ရုံးစင်ဘလောက်ကြီးလဲဆိုတော့ဒါ3နာရီခွဲ3နာရီ55လာမဲ့ပွဲစဉ်ကျွန်တော်တို့ဒီမှာအဲ့ဒီပွဲစဉ်မှာကျွန်တော်ရဲ့ biological အလံကျွန်တော်ကျွန်တော်နိုးနေနေမယ် ။နောက်ပို့ဆိုတာဒါကျွန်တော်တို့သူများတဲ့မထူးဆိုတဲ့အတွေးကလာလိမ့်။ဘာကြောင့်လဲခုနကပေါ့ကျွန်တော်တို့ဒီပွဲစဉ်နဲ့ဒါကျွန်တော်တို့လည်းရှိ CD ပွဲစဉ်နဲ့45မိနစ်ပဲကြွားတယ်။အဲ့တော့ကျွန်တော်အနေနဲ့ခုနကဗောလုံးပွဲဗီဒီယိုလေးရရမယ်ဒါပွဲပြီးသုံးသက်ချက်လေးရရမယ်ကျွန်တော် CD ဗီဒီယိုကျွန်တော်ထားကြည့်ရမယ်။အဲ့တော့တေးကြတစ်ခုကကျွန်တော်ရဲ့ဘဝရေဒါကျွန်တော်အိတ်ကောင်းနေတဲ့အချိန်၃နာရီကိုဒီတရောင်းသားသိစီကျွန်တော်ပေးရမယ်။ နော်သူများတဲ့လက်ရှိမှာဗျသူများလက်ရှိမှာ CD ဘွဲပြည်သက်ထားကြီးရဲ့လူတွေတို့အနေနဲ့ဒါအဆင့်တက်ကအာစနယ်ကိုအမှတ်ကပ်ခွာရေးအတွက်ဒါကျွန်တော်ကြည့်ရမယ့်လူတွေဖြစ်တယ်ခင်ဗျားတို့ကျွန်တော်ပြောရင်ယုံမလားဒါလွန်ခဲ့တဲ့ဒါရပိုင်းအတွင်းကတော်တန်ဟော့စပါတင်းနဲ့ဒါကျွန်တော်အဆင့်124ဝင်ဖို့အတွက်ကြိုးစားနေတဲ့အသင်းတသင်းကနေလက်ရှိမှာကျွန်တော်တို့အသင်းကတန်းစင်းစုံကအသင်းမရောက်သွားဘူးတဲ့အင်မတန်မှကြိုးစားလာခဲ့ဖြစ်တယ်ပြောချင်တာရှင်းရှင်းလေးအောက်ကအသင်းတွေဖြစ်တဲ့ဒါ Northern Forest Fulham Everton ဒါကျွန်တော်နျူကာဆယ်ကကျွန်တော်တို့ဒီမှာနျူကာဆယ်ကျွန်တော်တို့နိုင်သွားရင်ကျွန်တော်တို့ပုံမှန်တက်သွားမယ်အေဗာတန်ဘုံဘော့ကိုနိုင်သွားရင်ကျွန်တော်အေဗာတန်ကျွန်တော်ပုံတက်သွားမယ်ဖူဟန်ကြကျွန်တော်တို့ CD တင်းကိုဒါကျွန်တော်တို့ရမက်ဘာညာယူတိုင်းကျွန်တော်ပေါ်တက်သွားမယ် Northern Force ကဝူကိုနိုင်ပါပဲဝူကတန်းစုံရောက်နေ Northern Force နိုင်ရင်ဒါကျွန်တော်တို့လက်ရှိမှာ15မက်နဲ့ဆိုပြောချင်တာရှင်းရှင်းလေး Spa တင်းနေဒီပွဲစဉ်ရှင်ဝင်အဆက်15ရောက်ပြီလုံးဝ15ရောက်ပြီရှင်းရှင်းလေး အဲ့ပြောချင်တာကစပါတင်နဲ့လုံးဝညူကာဆယ်အိမ်ဝင်စိန်ဂျင်းပတ်မှာကျွန်တော်တို့လုံးဝမလွယ်ဘူးဟုတ်တယ်ဟုတ်တာမန်ကိုယ်အိမ်အောင်ကိုမလွယ်တယ်သူများရင်ဘလုံးသွားကြရင်ပို့တော့မလဲလက်ရှိမှာဒါအဝေးကွင်းအကောင်းဆုံးစံချိန်ပါညာ for sure ခဏမိထားလဲခမရခုလက်ရှိခမရကျွန်တော် reality မိမယ်ခမရအသင်းခမရလက်ရှိမှာညူကာဆယ် United ဒါ City ကိုပူပူလောလောနိုင်ထားခဲ့ပြီဒါကျွန်တော်တို့နောက်ပိုင်းပွဲစဉ်မှာတောက်လျှောက်ရလက်ပိုင်းအဖြစ်အဆင်ပြေနေတဲ့ညူကာဆယ်ကိုခမရအသင်းနိုင်မယ်ထင်နိုင်လား ဲ့ဘလို့မှမလွင်နိုင်တဲ့အနေထားဗျာကျွန်တော်ပြောရှင်းရှင်းလေးနော် Everton လို့အသင်းမျိုးကိုအိမ်ကွန်းမှာ၄ခုပြတ်သွင်းထားနိုင်ခဲ့တယ်နော်ဒါလက်ရှိမှာဒါ Tonality ဒါအကုန်လုံးသူတို့ရဲ့ဒါကျွန်တော်အကောင်းဆုံးစားသမားရဲ့လက်ရှိမှာခြေစွမ်းပြနေခဲ့တယ်မှာပါတယ်အပြောချင်တာကလက်ရှိမှာ Tottenham Hotspur လက်ရှိမှာခြေစွမ်းပြဆိုဘယ်သူလဲညှို့ထိုးရမှမသိဘူးကဟိုနေတော့ကတော့ဖူဟန်တဲ့ပွဲစဉ်မှာကျွန်တော်တို့ဒါကဘက်တိကဘက်ချော်ကိုနှစ်ကိုပေးလိုက်ရတယ်။ Okay လက်ခံသေးတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ကဘက်ကြီးကဘက်ချော်နှစ်ကိုလိုက်ပြီးပြန်သွင်းနိုင်တဲ့စွမ်းရည်ရှိတာမရှိခဲ့ဘူး။ ော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါရူမဲရိုပြန်ပါမှာပေါ့ဟူးဟေးဆိုရယ်မူမန့်တွေတွေ့ရပါတယ်ဒါပဲ ဲ့ညူကာဆယ်နဲ့ကျွန်တော်ညူကာဆယ်အိမ်ဝင်းမှာတွေ့တိုင်းကျွန်တော်တို့ဘဝကဒါတော်တော်လေးကိုတည်းကျွန်တော်တို့အခောက်ခောက်ခါခါပြက်လိရှိတယ်ပူပူလောလောမှာကျကျွန်တော်ကာရာဘောမှာတို့နှစ်ခုပြက်ရှုံလာခဲ့တယ်ညူကာဆယ်ကိုဒါကျွန်တော်မနစ်ကအိမ်ဝင်းကဝေကွန်းကရှုံခဲ့တယ်တနစ်ကလည်းဒါကျွန်တော်မနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကညူကာဆယ်ကိုနောက်ဆုံးနိုင်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်နှစ်ခွဲကဖြစ်ခဲ့ပြီးတော့လက်ရှိမှာ41ဆိုတဲ့ရလနိုင်ခဲ့တယ်ဒါမမဲ့ရညူကာဆယ်ရဲ့ဒါကျွန်တော်အိမ်ဝင်းစိန့်ဂျင်းစ်ဘတ်မှာကျွန်တော်မနိုင်ခဲ့တာတိုတယ်လေးနှစ်တည်းဝင်ခဲ့ပြီဖြစ်ပြီးတော့အဲ့တုန်းကညူကာဆယ်ယူနိုက်တက်ကိုတော့မှပိုင်ရှင်တစ်တွေမပြောင်းလဲသေးဘူးလို့ပြောရတယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးညူကာဆယ်ယူနိုက်တက်အသင်းတွေကိုလက်ရှိမှာဒါ sorry တို့အုပ်စု ွယ်ပြီးခဲ့စပါတင်နဲ့ညူကာဆယ်ယူနိုက်တက်အိမ်ငွင်းဖြစ်တဲ့စိန်ဂျေးဘာမှာလုံးဝမနိုင်တော့ဘူးအဲ့တော့ကျွန်တော်ရှင်းတယ်လေကျွန်တော်အနေနဲ့ဒီတိချုံမှုအတွက်ဗျာ85ရာခိုင်နှုန်းလောက်ရှိနေဘွတ်ဘွတ်ခင်ဗျာသိထားကြပါဗျာဒီအသင်းကိုကျွန်တော်လူတော်ဗျာခင်ဗျာကိုအသင်းကိုကျွန်တော်တော့ကံကောင်းသွားတာတခုပါဗောနော်ဒီကြားထဲမှာဒါကိုလိုကန့်လန့်လာမှာဒါတော်တော်လေးကိုကျွန်တော်စိတ်ဝင်စားစားကြည့်ရမှာဘာစီလိုနာနဲ့အက်သလက်တီကိုမက်ထရစ်လေးကိုဒါကြည့်လို့ရမှာတကြောင်ဩကိုအသင်းစုံနေအောင်မှာတော့ကိုရဲ့ဒါကျွန်တော်တချို့ဟိုဘာစီလိုနာအသင်းပွဲစဉ်ကြည့်ဩသူများအသင်းကောင်းတာဒါပြဿနာကြအဲ့ချိန်မှာပူပြီးစိတ်တက်ကြတယ် အာဘာစလိုနာကဒီလောက်ကောင်းနေတာပဲကွာငါအသင်းကဘာလို့အဲ့လောက်တောင်ဖြစ်လဲလက်ရှိမှာပရိသတ်ရေးဒါနီးပြရေးနဲ့ကျွန်တော်ဒါအကုန်လုံးကဒါတစ်ဖွဲ့စီကွဲနေပြီအသင်းကနော်ပရိသတ်ကလက်ရှိမှာဒါကျွန်တော်အကုန်လုံးလီးပဲဆိုတဲ့တစ်ဖွဲ့ရတစ်ဖွဲ့ကတော့ဗျာကတော့ကတော့ကတော့အကုန်လုံးဤပဲဆိုတဲ့ဖွဲ့ရတစ်ဖွဲ့နီးပြလက်ရှိမှာပရိသတ်တွေကဒါခုနပြောသပဲအကုန်တစုစည်းတဲ့ရှိဒီလိုမျိုးခက်ခဲတဲ့အချိန်ခက်ခဲတဲ့အချိန်ရောက်ဘယ်သူဆွဲလုံနေတာတော့ကျွန်တော်ပြောနေတာကျွန်တော်ပြောရှင်းရှင်းလင်းခက်ခဲတဲ့အချိန်ရောက်ဘယ်သူလုံနေတာလဲကျွန်တော်ပြောတာဘလူးလက်ထဲမှာအဖြေရှိနေတာခက်ခဲတယ်ခက်ခဲတယ်ပြောနေအောင် ျွန်တော်ပြောတာခက်ခဲတဲ့ခက်ခဲတဲ့အခြေအနေအောင်ဘယ်သူဆွဲလုံနေတာဘယ်သူလုံနေတာတော့ကျွန်တော်ပြောတာမေးကိုမေးတာရှင်းရှင်းလေးခက်ခဲတယ်ဟုတ်တယ်အကိုခက်ခဲနေတယ်ခက်ခဲနေအေးခက်ခဲအောင်ဘယ်သူလုံနေတာတော့ဘယ်သူတွေလုံနေတာလဲမင်းတို့ကစားသမားနဲ့မင်းတို့ဒီပြရေလုံနေတာလေငါတို့ပြိတ္တကခက်ခဲအောင်မလုပ်လို့တော့ မင်းတို့ဒီလက်ရှိမှာခုနပြောဆိုရဇာဗီစင်မွေးရောက်လာခြင်းမှာလက်ရှိမှာကိုဒီလူအသင်းမျိုးအနေနဲ့အင်ဂျီဝါဒါကျွန်တော်ကုံသွားအောင်အားပေးတယ်ဆိုခဲ့အဲ့ဒါခမရပြိတ်သက်ကတာဝန်ကြီးတယ်ပြိတ်သက်တွေဒီထက်တောင်းဆိုလဲကျွန်တော်ကကွင်းထဲမှာဒါကျွန်တော်ဖိန်းချွတ်ပြပြီးအာစော်ကြပါကွာဆိုတဲ့ပုံစံမျိုးပြောဖို့ပဲရှိတော့တယ်ငါပြောတာခက်ခဲတယ်ခက်ခဲတယ်ဆိုတဲ့စကားကိုကျွန်တော်တို့ပြိတ်သက်တွေကိုသူတို့တုံတောင်ပြောပိုင်ခွင့်မရှိဘူးကျွန်တော်ပြောရသေးလားတော်ကျွန်တော်တို့ United တို့ကျွန်တော်တို့ Chelsea တို့ကျွန်တော်တို့ဒါသူများအသင်းတွေလို့နီးနီးကိုကျွန်တော်တို့ကကိုယ်အသင်းကိုကိုပတ်စံပေးပြီး support လုပ်နေတာ ဒါသူတို့သူများသိနေဗျာလက်ရှိမှာသူများသိနေတာလက်ရှိအောင်မြင်မှုဝေးကွာနေပါလေဆိုရဲသိနေတော့ကိုရီတက်ခုချိန်မှာအများကြီးတာတယ် fan service ကဘယ်မဲ့လဲကျွန်တော်ပြောအခုချိန်မှာ fan service ကအဲ့တော့တော့မဲ့ friend နေတဲ့ခါကျရင်ဗဇလီပိတ်ပြီးနေတာပို့ပြီးကောင်းလိမ့်မယ်ကျွန်တော်နေနေမြင်တယ်တကယ်ပြောတာတကယ်မြင်တယ်တကယ်ခါကျရင်ပြောလိုက်ဟာပရိသတ်တွေကဒါပရိသတ်စစ်မဟုတ်ဘူး ဟိုအရင်တော့မြန်မာ rap တို့ရှိတယ်ပရိသတ်ဆင်ဟုတ်မဟုတ်မင်းဘလို့ခွဲခြားလဲဆိုတဲ့ပုံစံမျိုးစကားလုံးတော့ပြန်သုံးရမယ်နေဒါတခုပြန်ရအောင်လားတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်ပရိသတ်တရားကိုဗျာခင်ဗျာပရိသတ်ဆင်လာမပြီးနဲ့ကိုင်းနဲ့ရောက်ပြီဆိုခဲ့တာပရိသတ်ကပေါင်ရာနဲ့ချီထောင်နဲ့ချီသုံးပြီးရောက်လာတာဗျာဒီလားနိုင်ငံခြားပရိသတ်ဆိုပေါင်တောင်းနဲ့ချီအောင်သုံးရင်သုံးထားမယ်ကောင်းနေရှိတယ်ကျွန်တော်ပြောတာအဲ့တော့ပရိသတ်ကိုအစ်မို့ဆိုတော့ကတော့ခံလိုက်လို့နော်အဲ့လက်ရှိမှာဒီနေ့ပို့သူမှာကျွန်တော်တို့အများကြီးသိမမျော်လင့်ဘူးဒါခုနကကိုယ်အနေနဲ့ကိုတာဝန်ရှိလို့သာထားကြတယ်ကံကောင်းသွားတာကျတဲ့နှစ်ပွဲပွဲကျွန်တော်တို့ကြပြိုင်နေတဲ့လာတဲ့ပွဲစဉ်တွေပွဲကောင်းဖြစ်တဲ့ကြောင့်ကိုယ်အနေနဲ့ကိုအသိဆောက်သုံးမှုကြောင့်သူများ ားသင်းဘက်ကိုလှည့်ကြည့်လို့ရမယ့်အနေအထားမှရှိတယ်။လက်ရှိမှာဒါကျွန်တော်ခြေစွမ်းတွေပြနေတဲ့ဟူတာ မာဒေးတို့ဂေါ်ဒန်တို့အဆူစပါသင်းရဲ့ခံစစ်တွေဘလို့ရကျွန်တော်ပြတတ်ဒီမယ်။ကွင်းလယ်ဘက်ကသူများဘက်ကအသာကြီးပဲလက်ရှိမှာကျွန်တော်တို့ကွင်းလယ်ဘက်ကတစ်ဖက်ရဲ့ဒါကျွန်တော်လက်ရှိမှာဆောင်ရမ်းကောင်းနေတဲ့ကွင်းလယ်ဖြစ်တဲ့ဂျူလီနန်တိုနာလီဂါမီရက်စ်ရဲ့အကွင်းလယ်ကိုကျွန်တော်ဘလူးမှာရှင်းနိုင်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူး။ကျွန်တော်အနေနဲ့ဒါကျွန်တော်ဒူဘေတာဘေးဆိုလို့ခံစစ်ဘက်ရှင်းရှင်းမယ်။ခံစစ်ဘက်မှာလက်ရှိမှာညူကာဆေးကဒီနောက်ဘက်ပွဲစဉ်မှာခံစစ်ကတော်တော်လေးကိုပြန်ပြီးတော့ကောင်းလာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ကျွန်တော်အနေနဲ့သိပြီးဒါဒီနေ့ပုံစံမမျှော်လင့်ဘူး။ညူကာဆေးယူနိုက်တက်ကလက်ရှိမှာအိမ်ဝင်းလက်ရှိအခြေအနေကမဆိုးဘူးလို့ပြောလို့ရတ ယ်ဒီနေ့ပွဲစမှာညူကာဆယ်နိုင်ခဲ့မယ်ဆိုရင်ရာညူကာဆယ်22မှတ်နဲ့အတူလက်ရှိမှာဒါကျွန်တော်တို့အစစ်ခွင့်လင်းနေရာလောက်ထိတက်လန်းသွားဖို့အခွင့်အရေးတွေရှိတယ်အဲ့တော့ပြောချင်တာရှင်ရှင်ညူကာဆယ် United လက်ရှိမှာ top 4ဝင်ဖို့အတွက်တို့နေဒီနေ့ပွဲစမှာတို့ပြန်ကြိုးစားမယ်တို့အကောင်းဆုံးဖြစ်အောင်တို့ပြန်ကြိုးစားမယ်ဒါပဲရှိမှာအဲ့တော့ ယာဒီဆာမှာစုပ်ပြက်ခန့်တက်နေတဲ့အသင်းတွေယာဒီဆာမှာကောင်းခဲ့တဲ့အသင်းတွေကိုကြော်တက်နေပြီကျွန်တော်တို့အသင်းကိုလက်ရှိမှာညူကာဆယ်ကြော်တက်ဖို့လေယာဂန်ရူတွေတအားများနေပြီကျွန်တော်တို့ manager expectation ကလုံးဝလုံးဝလုံးဝမရှိပါတကယ်ဒီအသင်းနဲ့ပတ်သက်ပြီးလုံးဝ expectation မရှိပါဘာမှမျော်လင့်ချက်မရှိလို့ဘာမှလည်းမမျော်လင့်တာပါဘူးကိုယ်အနေနဲ့တာဝန်အရသာတာကြည့်ရမယ့်အနေအထားမှာရှိရထားကြည့်မှာဖြစ်ပါတယ်တော်တော်ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့အများကြီးမမျော်လင့်ဘူးဒီနေ့ပွဲစဉ်မှာ okay အခုခုဖြစ်သွားတယ်ခုဒါပေမဲ့ဒီပြအနေနဲ့ဒီနေ့ပွဲစဉ်ရှုံးလို့ပြုတ်မယ်ဆိုတော့ဒါခုနကကိုယ်အသင်းကိုရှုံးပါဆိုတော့မဆူတောင်းဘယ်တော့မှလည်းဆူတောင်းမှာမဟုတ်ဘူးဒါပေမဲ့ခုနကဒီပြအနေနဲ့တစ်ခုခုလုပ်ပြဖို့ရည်ကြီး ီးတယ်အခုဒီမှာဒီပြစီကကျွန်တော်ပွဲ23ပွဲတည်တည်ဖြစ်လာခဲ့ပြီဘာမှ identity မရှိလို့ဘာမှလည်းမတွေ့ခဲ့ရတယ်မှာပါပါတချို့ပြောဟာကိုတေးကကိုဒီဘက်ကပြသူအရင်တော့ခမရလည်းစတွေးတုန်းကအရန်ချစ်လာပါရွေးတွေ့ပြီးတော့မသူ့မျက်နှာမမြင်ချင်ဘူးဖြစ်သွားတဲ့ moment တွေရှိတယ်မလားအေးအဲ့တိုင်းပဲလူတွေကခုနကဘယ်တော့မှအဆနဲ့ဆုံးနဲ့မတူအခုဒီမှာကိုလည်းယုံကြည်ခဲ့တာဒီဘက်တော်မယ်လို့ပြောဒီဘက်ဆောက်ချီဟောပြောတော့ဒါပြောတော့ဗောရအတက်ကုန်များလောက်ပါပဲကျွန်တော်ကပြပါမင်းများကလစ်ပေးကြမင်းများကလစ်မှာမြန်နာဖြစ်ပါတယ်ဒီပါဗျာ